ရေချားမြေချမှအချိုးပေးမှလာတချို့ရဲ့လက္ခဏာတွေကရေချားမြေချသွားကိုသွားပြီးတော့မှအဆင်ပြေမဲ့လက္ခဏာဖြစ်တယ်။ကိုမွေးတဲ့ရွာမှာပဲနေနေမယ်ဆိုလို့ရှိရင်အဲ့ဒီရေချားမြေချသွားမယ်လက္ခဏာပိုင်းရှင်ကဘာဖြစ်တယ်လဲဆိုအသက်တိုးတက်တယ်။ ေချားမြင့်ချားမှာအချိုးပေးမှာလားရေချားမြင့်ချားဆိုတာနိုင်ငံခြားလဲပါတယ်အိမ်နီးချင်းနိုင်ငံလဲပါတယ်နယ်ဆက်လဲပါတယ်မွေးရမြေလဲပါတယ်တချို့ရဲ့လက္ခဏာတွေကရေချားမြင့်ချားသွားကိုသွားပြီးတော့မှအဆင်ပြေမဲ့လက္ခဏာဖြစ်တယ်အဲ့ဒီရေချားမြင့်ချားကိုမသွားဘဲနဲ့ကိုယ့်ရဲ့မွေးရမြေကိုယ့်ရဲ့ရက်ရွာဥမာကိုကစကိုင်းမှာမွေးဆိုစကိုင်းတစ်ခုထဲမှာပဲနေနေတယ်ဘဲမှမသွားအောင်ဥမာဆိုလို့ရှိရင် तू ကတင်ငန်းညို့မှာမွေးဆိုတင်ငန်းညို့မှာပဲနေတယ်မကွေးမှာမွေးလဲဆိုမကွေးမြို့ထဲမှာပဲနေနေမြကြီးနားမှာ မိုးရယ်ဆိုမြကြီးနားမျိုးတစ်ခုထဲမှာပဲနေနေဘဲမှမသွားအဲ့လိုမသွားပဲနဲ့ကိုမွေးတဲ့အရက်နေမျိုးကိုမွေးတဲ့ရွာမှာပဲနေနေမယ်ဆိုလို့ရှိရင်အဲ့ဒီရေချားမေချားသွားမယ်လက္ခဏာပိုင်ရှင်ကဘာဖြစ်တယ်လဲဆိုအသက်တိုးတက်တယ်အဲ့ဒါတော့ဆရာမရေတကယ်လက်တွေ့လည်လာချက်ပဲရေချားမေချားသွားမယ်ဆိုသွားလိုက်ဒီလူဆိုတာကိုနဲ့မတင့်တော်တဲ့အရက်ထဲမှာမနေရဘူး မင်္ဂလာတုတ်ထဲမှာပါတယ်ဘယ်အရာမင်္ဂလာရှိတယ်လဲဆိုတော့အသေဝလနဆာဘာလာနံလူမိုက်ကိုမပေါင်းတဲ့ရဘူးနောက်ပြီးတော့ကိုနဲ့တင့်ယုံရအရက်မှလည်းနေရမယ်ဆိုတာပါတယ်ပေါ့နော်ဆီအမလက္ခဏာလေးပြခြင်းနဲ့ဒီမှာအားလုံးပဲကြည့်ကြပါအပိကြပါအောင်ဖြင့် တလန်းချောင်းဥကောင်းလန်းချောင်းနှလုံးလန်းချောင်းဒီလိုမျိုးရှိရယ်ပေါ့နော်ဒီမှာဆင်မပြမယ်အတလန်းချောင်းဥကောင်းလန်းချောင်းနှလုံးလန်းချောင်းဖြစ်ပါတယ်အဲ့ဒီလိုမျိုးဖြစ်တဲ့နေရာမှာအတလန်းချောင်းဥကောင်းလန်းချောင်းနှလုံးလန်းချောင်းပေါ့နော်အဲ့ဒီလိုမျိုးရှိတဲ့နေရာမှာဒီမှာ နှလုံးလမ်းရောက်နဲ့ဥကောင်းလမ်းရောက်ဒီနှစ်ခုကထလိုက်တော့လက်ခလေကနေလက်ကောက်ဝိအထီကိုဒီလိုမျိုးထက်ချမ်းဆွဲချလိုက်နော်လက်ဆိုတော့တချို့တွေကစောင်းလွှဲဆောင်းနိုင်တယ်အတဲ့ဆိုတာလည်းဖြစ်ချင်မှဖြစ်မယ်ဒီဘက်အေဒီကအများကြီးလူရှိရဒီဘက်အေဒီကအများကြီးလူရှိရအတွက်ကြောင့်မလို့လက်ခလေကနေပေါ်မှာလက်ကောက်ဝိဒီအေဒီယာလေးကိုဆွဲချလိုက်မမြင်နေအဲ့လိုဆွဲချလိုက်လို့ရတော့ဒီဘက်ထက်ချမ်းဒီဘက်ထက်ချမ်းပြောပါမယ် ကိုရဲ့ဒီပထမဆုံးလမ်းကြောင်းအကြီးကိုအသက်လမ်းကြောင်းလို့ခေါ်တယ်။အဲ့ဒီအသက်လမ်းကြောင်းကဒီဘက်ညာဘက်အတွင်းဘက်ထဲမှာဝင်နေဆိုလို့ရှိရင်သူကဒီနိုင်ငံမှာပဲသူကနှိမ့်ပြီးတော့နေလို့ရသေးတယ်။ကိုမွေးဖွားတဲ့ကျေးရွာ၊ကိုမွေးဖွားတဲ့ရက်ရွာ၊ကိုမွေးဖွားတဲ့မြို့နယ်ထဲမှာပဲကိုနေလို့ရသေးတယ်။အကဲရေမဟုတ်ဘူး။ဒီနေရာလေးကိုဒီလိုမျိုးလေးဒီလိုမျိုးလေးစကြတော့အသက်လမ်းကြောင်းဘောင်လေးကအရန်ကျင်းဝိုင်းဆိုတော့သူမွေးတဲ့ ရိုက်ရွာပတ်ဝန်းကျင်အနီးနာမျိုးနယ်ဆယ်မျိုးနယ်အလွန်ဆုံးပတ်ချလဲလောက်မှာအဲ့လိုမျိုးနေထိုင်လှဲ့တယ်ကြည်ပြင်ရမယ်အဲ့လိုမဟုတ်ဘူးဒီမှာအသက်လမ်းကြောင်းကဒီမှာဒီမှာနည်းနည်းလေးဒီဘက်ကလေးကိုနည်းနည်းလေးကွာဝိုင်းညင်ရလားမသိဘူးအသက်လမ်းကြောင်းကဒီမှာဒီဘက်ကလေးကိုနည်းနည်းလေးကွာဝါပြီကွာဝါပြီဆိုလို့ရှိရင်တော့မန္တလေးမှာမွေးရဲဆိုရန်ကုန်လောက်တက်မှာအစီပြေမှာအဲ့လိုမဟုတ်ဘူးအသက်လမ်းကြောင်းကကဲဒီမြင်းအနီးနာအထိဒီနားလောက်ထိရောက်နေပြီး ဒီအသက်လမ်းကြောင်းကဒီမြင်းနီနားလောက်အထီကိုရောက်နေပြီဒီမှာအသက်လမ်းကြောင်းကဒီမြင်းနီနားလောက်အထီကိုရောက်နေပြီဆိုလို့ရှင်တော့ဘိတ်လောက်မွေးတယ်ဆိုရန်ကုန်လောက်တက်မှာရန်ကုန်လောက်မွေးတယ်ဆိုလို့ရှင်လေနေဆက်မြောက်ဝီရိုဘာလို့အိပ်ဘက်လောက်ထိသွားပြီးအလုံးလုံးမှာပဲအဆင်ပြေမှာမွေးရဲ့မြေမှာကုတ်ကတ်ပြီးတော့နေလို့မရအောင်မြန်မာပြည်တောင်မချမ်းမွေးမြောက်ဘက်ချမ်းသွားမြောက်ဘက်ကျမွေးတောင်မချမ်းသွားအဲ့လိုမျိုးနည်းနည်းအလန်းဝေးတဲ့နေရာကိုသွားရမှာပေါ့နော်အဲ့လိုမှမဟုတ်ဘူးအတက်လန်းကြောင်းကြီးက ဒီဘက်တွေအထိဝင်သွားပြီဒီလိုမျိုးတွေအထိကြော်ပြီးဒီနားတွေအထိရောက်သွားပြီဆိုလို့ရှင်တော့နိုင်ငံညာတော့အမတော့တော့အမဝေးလေလေဥရောပတိုက်တွေရောက်လေလေအမေရိကတွေရောက်လေလေနိုင်ငံခြားတွေအကျိုးကျေးဇူးပြုလေလေပဲအဲ့ဒီလိုမျိုးအတန်လမ်းရောက်ကွာပြီးွားတော့ဟိုမှာဒီဘက် လက်ကဝဲတီအသက်လက်ညောက်တီအတွင်းနဲ့ကိုလုံးဝကိုမစင်းတော့ဆိုတော့သူကမွေးရမြေပါစိတ်နာပါတွေ့ရလုံးနဲ့တရားဝဲရန်ဖြစ်ပြီးသူထွက်သွားတာသူဒီမှာခေါင်းနေပါတယ်မချကျင်တော့တချို့ကရှိတယ်ငါတေရင်တော့ငါတင်ញိုင်းကငါရဲ့မွေးရမြေမှာပဲငါခေါင်းချမယ်ငါအဖိုးဖွားတွေရှိရတင်ញိုင်းမှာပဲငါခေါင်းချမယ်ဆိုတာရှိတယ်အဲ့လိုမဟုတ်ဘူးအသက်လက်ညောက်ကဒီဘက်ကိုမှအတွင်းနဲ့ကိုမှမကောက်တော့ဘူးဒီဘက်ကိုသွားတယ်လို့ကသွားရောအဲ့မွေးရမြေမှာခေါင်းချတယ်ပါလေလည်းမရှိတော့ ဒေတာအစားစားလဲစားတတ်တယ်ဒီဒေတာအစားစားမဟုတ်လဲသူကသူ့ရဲ့ဖြစ်တဲ့ကြီးပြင်းတဲ့နေရအစားစားဒီကထမင်းမစားနိုင်ဘူးသူရတယ်ဟိုဘက်မှာပါမုတ်တွေပါနေတယ်စားနိုင်စပါဂက်တီတို့ပါမုတ်တို့အဲခေါက်ဆွဲတို့အဲ့ဒါကြီးပဲစားနိုင်တယ်ထမင်းမစားရလဲကိစ္စမရှိဘူးထမင်းနဲ့ငပိရေပါညာမြေမအစားစားမဝင်းကားမစားရလဲဘမောမဖြစ်ဘူးဆိုတဲ့လူမျိုးအဲ့လိုအတလန်းရောက်ရဒီဘက်ကိုပွေးပြီးွားတော့မှရိုင်းရောဒီဘက်ကိုအလန်းဟပြီးတော့မှဒီဘက်ကိုဒီလိုမျိုးကွယ်ဒီလိုမျိုး ဒီလိုမျိုးဖြစ်တာเนาะဒီလိုမျိုးဖြစ်တာဒီလိုမျိုးကိုွေးပြီးွားဒီလိုမျိုးအလန်းဟာပြောမှာဒီဘက်ပြန်ကိုွေးလာဆိုတော့ तू ကမတက်လာလို့တော့ဥရောပနိုင်ငံတို့အမေရိကတို့ तू နေနေရတယ်မွေးရမီကိုပဲ तू တစ်ချိန်လုံးလွမ်းနေမွေးရမီကိုပဲ तू မှလွမ်းစွန်နေတယ်မွေးရမီအဖိုးဖွားတွေတင်းကြိုင်းမှာပဲခေါင်းမြန်ချခြင်းနေမွေးငါးကိုလွမ်းနေလက်ဖက်တုပ်ကိုလွမ်းနေငပိကိုလွမ်းနေတစ်ချိန်လုံးအထိအစားစာတွေကို तू လွမ်းနေတယ် အဲသူကနိုင်ငံညာမှာလှူစားလို့ရတယ်မဟုတ်ဟာငါမမပြီးပြန်ပြီးတော့နော်အမလီအင်းလေးစားစားလို့အင်းလေးသွားစားရမှာဖိတ်စားစားဆိုဖိတ်အထိသွားပြန်စားရမှာမန္တလေးစားစားဆိုမန္တလေးအထိသွားစားရမှာအဲ့လိုမျိုးမှာကျင်းတတ်တဲ့လူတွေဖြစ်ပါတယ်နော်ဒါလေးကတော့အတက်လန်းကြောင်ဒီလိုမျိုးအလှမ်းကျဲပွားတော့မှာဒီဘက်ကိုဝိုင်းဝင်သွားတဲ့သဘောတရားလေးပေါ့နော်အဲ့တော့အားလုံးပဲဒီငွေရည်မြေကိုကြော်လွန်ပြီးတော့မှအခြေချအချိုးပေးရမယ့်လူက ရေချားမြေရမှာပဲအချိုးပေးမဲ့လူကဒီမွေးရမြေမှာပဲကုတ်ကတ်နေရဆိုရင်တော့အသက်ကတော့တိုးတက်နေเนาะအဲ့လိုမျိုးသူ့ရဲ့ကန်တရားကိုတွေးဖီဝါးရီသဘောမျိုးပေါ့เนาะအားလုံးပဲဆ iam မတင်ပြတဲ့အကြောင်းအရာလေးကိုလိုက်ပါနားဆင်ပြီးတော့ကျမ်းမှချမ်းသာကြပါစေလို့ဆ iam မဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ရှင်